မင်္ဂလာညချဲဝါခမညာနိုဝင်ဘာလ17ရက်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ထိုင်းကုမ္ပဏီတွေရေနံနဲ့ဓာတ်ငွေ့စီမံကိန်းတစ်တွေအတွက်စစ်ကော်မရှင်နဲ့စာချုပ်ချုပ်ဆိုနေတာအလုံးကိုရပ်တန့်ဖို့သွေးစွန်းငွေအဖွဲ့ကတောင်းဆိုလိုက်တဲ့သတင်းငဇုံမှာမိုင်းဆွဲတိုက်ခိုက်ခံရလို့ထိခိုက်ကြဆုံးမှုရှိတဲ့အာနာသိန်းစစ်ကော်မရှင်တပ်က ဒေတာခံ၁၀ကျော်ကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့တဲ့ထိုင်းနိုင်ငံကဖမ်းဆီးထားတဲ့ရွှေကုတ်ကိုလောင်ကစားရုံ ပိုင်ရှင်ကိုတရုတ်ထံလွှဲအပ်ဖို့ရှိနေတဲ့တဲ့အမေရိကန်သင်္ဘောတွေအပေါ်ချမှတ်ထားတဲ့အထူးစိတ်ကန်းခွန်ကိုတရုတ်နိုင်ငံကတနှစ်ဆိုင်းငံ့လိုက်တဲ့သတင်းနဲ့အတူဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ထိုင်းကုမ္ပဏီတွေအနေနဲ့ရင်းနှံတွင်းသစ်နဲ့ဒဏ်ငွေထုတ်လုပ်မှုစီမံကိန်းသစ်တွေအတွက်စစ်ကော်မရှင်နဲ့စာချုပ်တွေချုပ်ဆိုနေတဲ့အားလုံးကိုရပ်တန့်ဖို့အထူးတာဝန်ရှိကြောင်းသွေးစွန်ငွေအဖွဲ့ကနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်ထိုင်းနိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ PTT ကုမ္ပဏီသူ့ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ PTT EB နဲ့ထိုင်းပုဂ္ဂလိကပိုင် GPM ကုမ္ပဏီတွေကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ စေအုပ်စုထိန်းချုပ်ထားတဲ့ MOGE ကိုရေနံနဲ့ဓာတ်ငွေအခွန်ငွေတွေပေးဆောင်နေတာကြောင့်ရက်ဆက်ကြမ်းကြုတ်မှုတွေမှာပါဝင်ပတ်သက် ထောက်ပံ့နေတာတွေကိုချက်ချင်းအဆုံးသတ်ရမယ်လို့သွေးစွန်းငွေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတတိပေးထားပါတယ်။ PTTEB Company ဟာစစ်တပ်ကအာဏာသိမ်းပြီးနောက်မြမကန်းလွန်ရေနံနဲ့တဘဝဓာတ်ငွေစီမံကိန်းကနေနှုတ်ထွက်သွားကြတဲ့ ပြင်သစ်အခြေစိုက် Total Energy နဲ့ American အခြေစိုက် Chevron တို့ရဲ့ရှယ်ယာတွေကိုမြန်မာရေနံနဲ့တဘဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့အတူလက်လွဲခွဲဝယ်ယူပြီးရတနာနဲ့ဇော်တိကစီမံကိန်းတွေမှာလုပ်ငန်းဥဆောင်လေပတ်သူဖြစ်လာခဲ့တယ်လို့အဲ့ဒီအဖွဲ့ကပြောပါတယ်။ဒါအပြင် GPN ကုမ္ပဏီကလည်း မလေးရှားအခြေစိုက်တဲ့ Petronas ရဲ့ရှယ်ယာတွေကို MOGE နဲ့အတူခွဲဝယ်ယူပြီးရဲတကွန်စီမံကိန်းမှာလုပ်ငန်းဥဆောင်လေပတ်သူဖြစ်လာခဲ့ကြောင်းဆိုပါတယ်။ပြီးခဲ့တဲ့ April 10ရက်နေ့မှာ PTTEP ကုမ္ပဏီအနေနဲ့ MOGE နဲ့ယရနာစီမံကိန်းကဒဏ်ငွေပုံမထုတ်လုပ်နိုင်ဖို့သဘောတူစာချုပ်မူကြမ်းကိုလက်မှတ်ရေးထိုးခဲ့ပြီးမေလ29ရက်နေ့မှာတော့ GPN ကုမ္ပဏီဟာ MOGE နဲ့မုတ်တမကန်းလွန်မှာမင်းရဲသူနမည်နဲ့စီမံကိန်းအသစ်တစ်ခုအတွက်ထုတ်လုပ်မှုခွဲဝယ်ခံစားခွင့်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အဒီနောက်အော်တိုဘားလ၁၀ရက်နေ့မှာတော့စစ်ကော်မရှင်ရဲ့စွမ်းအင်ဝင်ကြီးနဲ့ PTTEP အမှုဆောင်အရာရှိချုပ်တို့တွဲဆောင်ပြီးယဒနာနဲ့ဇော်တိကစီမံကိန်းတွေကဒံငွေထုတ်လုပ်မှုမြင့်တင်ဖို့ထပ်မံဆွေးနွေးခဲ့ကအောက်တိုင်ကကဲလွန်စီမံကိန်းတစ်အကြောင်းကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဇော်တိကစီမံကိန်းရဲ့ဒန်းခွက်တွင်းသစ်မှာ2026ခုနှစ်စပိုင်းမှာစတင် ထုတ်လုပ်နိုင်မယ်လို့သိရပြီးအောက်တိုင်ခနဲ့မင်းရဲသူစီမံကိန်းတွေမှာတော့2028မှာစတင်ထုတ်လုပ်နိုင်ဖို့စီစဉ်နေကြောင်းလဲသွေးစွန်းငွေအဖွဲ့ကသတင်းထုတ်ပြန်ချက်တွေကိုကိုးကားပြီးပြောထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ MOGE ကိုဥရောပသမဂ္ဂ EU ကဒဏ်ခတ်ပိတ်ဆို့ထားတာပါ အမေရိကန်ကလည်းဒေါ်လာငွေကြေးအသုံးပြုခွင့်ကို ပိတ်ပင်တန်းခတ်ခဲ့ပြီးဆွေဇလင်ကလည်းပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတာဖြစ်ပါတယ်မြန်မာပြည်တွင်းနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအဖွဲ့အစည်းတွေက MOG နဲ့စစ်အုပ်စုကိုရေနံငွေတွေမပေးဆောင်ဖို့တိုက်တွန်းတောင်းဆိုမှုတွေအချိန်ကြိမ်လုပ်ခဲ့ပေမဲ့ PTTEP နဲ့ GPM တို့ဟာပြည်သူတွေရဲ့အတန်ကိုလိလိယူရှုပြီးစီမံကိန်းဟောင်းတွေမှာဆက်လက်လုကైနေသလိုစီမံကိန်းသစ်တွေကိုလည်းလက်မှတ်ရေးထိုးနေတယ်လို့သေဆွန်ငွေအဖွဲ့ကပြောထားပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းမြင်းချံခရိုင်ငဇုံမြို့နယ်မြို့သားအရှိရွာအနီးမှာစစ်ကော်မရှင်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာမှာ၄ယောက်သေဆုံးသွားပြီး၂ယောက်ဒဏ်ရာတွေရသွားတယ်လို့ Special Task Force ငန်းစုံအဖွဲ့ပြောခွင့်ရသူကမီစီမာကိုပြောပါတယ် ကားနှစ်စီးနဲ့ချစ်လျင်စုစုပေါင်းအင်အား100လောက်ပါတဲ့အဲ့ဒီစစ်ကြောင်းကိုနိုဝင်ဘာလ10ရက်မနေ့ကမနက်9:00နာရီခွဲဝင်းကျင်အချိန်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မြို့သားစစ်မှုဇုံလမ်းပိုင်းတနေရာမှာပဒေတာမိုင်း6လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းဟာကျွေးစိန်ရွာကိုဝင်ရောက်ပြီးဒေသခံပြည်သူတွေရဲ့ရွှေငွေတွေကိုလူယူသွားပြီးအမျိုးသား12ယောက်ကိုတရားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ တရားခံတွေကိုခေါ်ပြီးမြို့သားမြို့ပတ်ကိုပြန်လာတဲ့အဲ့ဒီစစ်ကြောင်းကိုလမ်းမှာတော်လန်ရဲတပ်ဖွဲ့တွေက40မမဘုံတိနှလုံးနဲ့ထက်မှန်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ခိုက်မှုတွေအတွင်းမှာ SDF တပ်ဖွဲ့ဝင်တွေအလုံးအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။တရားခံတွေအဖြစ်ဖမ်းဆီးခံရသူတွေကတော့နိုဝင်ဘာလ17ရက်ဒီကနေ့နေ့လယ်ပိုင်းအထိပြန်လွတ်မြောက်လာတာမရှိသေးဘူးလို့လည်းသိရပါဗျခင်ဗျာ အခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံသားလောင်ကစားယုံပိုင်ရှင်ကိုတရုတ်နိုင်ငံစီလွှဲအပ်ရေးကိစ္စနဲ့ပတ်သက်လို့၃နှစ်ကြာကြာအမှုရင်ဆိုင်ခဲ့ရပြီးနောက်တရက်ခန့်လွှဲပြောင်းရေးအမိန့်ကို ထိုင်းတရားရုံးတစ်ခုကအတီးပြုတ်လိုက်တယ်လို့ထိုင်းအစိုးရရှိနေကနိုဝင်ဘာလ၁ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်မှာပြောကြားခဲ့ပါတယ်ကမ္ဘောဒီးယားနိုင်ငံကလက်မှတ်ကင်ဆောင်ထားသူအသက်43နှစ်အရွယ်တရုတ်နိုင်ငံသားရှဲကြည်ချန်ကိုထိုင်းရဲတပ်ဖွဲ့က ီးခဲ့တဲ့2022ခုနှစ်ဩဂတ်လမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရှက်တီကျန်းဟာတရားမဝင် online လောင်းကစားလုပ်ငန်းတွေလုပ်ကင်နေကြောင်းတရုတ်နိုင်ငံကဆွဆွဲခဲ့ပြီးအနီရောင်အဆင့်တတိပေးချက်တွေထုတ်ပြန်ပေးဖို့နိုင်ငံတကာရဲတပ်ဖွဲ့ထံတောင်းဆိုခဲ့ရာနိုင်ငံတကာဖမ်းဝရဲနဲ့သူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ချစ်ကြည်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲအပ်ဖို့ ထိုင်းရာဇဝတ်တရားရုံးက2024ခုနှစ်မေလမှာအမိန့်ချမှတ်ခဲ့ပေမဲ့အဲ့ဒီအမိန့်ဟာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ကအယူခံဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားခံလွှဲပြောင်းရေးအမိန့်ဟာတရားဥပဒေနဲ့ညီချောင်းထိုင်းဖွဲ့စည်းပုံအခြေခံတရားရုံးကပြီးခဲ့တဲ့လမှာဆုံးဖြတ်ခဲ့ပါတယ်။သူ့ကိုဆွတ်ဆွေးချက်တင်ထားတဲ့ပြစ်မှုတွေမှာ ဘန်းငွေ7.63ထရီလီယံကျော်ရှိတဲ့လောင်ကစား website 236ခုတည်ထောင်ထားတဲ့အမှု လုတ်ကင်တဲ့အမှုလည်းပါဝင်ပါတယ်။သူဟာမြန်မာနိုင်ငံရွှေကုတ်ကိုမြို့တင်မှာကာစီနိုရုံနှစ်ခုတည်ထောင်လုတ်ကင်ခဲကြောင်းလည်းဆက်ဆွဲခံရပြီးတရုတ်နိုင်ငံသားတွေ online platform အမျိုးမျိုးကနေလောင်ကစားလှုပ်ရှားမှုတွေမှာပါဝင်ဖို့ ွေးဆောင်စီယုံခေကြောင်ဆက်ဆွေးခံထားရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချက်တီချန်ကတော့အမားတစုံတရာကျူးလွန်ထားတာမရှိကြောင်းဆက်လက်ငင်းဆိုနေပြီးတရုတ်မှာသူ့ကိုဖွင့်လှစ်ထားတဲ့အမှုဟာနိုင်ငံရေးအရာလှုံ့ဆော်တာဖြစ်ပြီးတော့2012ခုနှစ်ကတည်းကဆွဲချက်တင်ထားတဲ့ပြည်မှုတွေကိုအခြေခံထားကြောင်းသူ့ရဲ့ရှေ့နေက writer သတင်းဌာနကိုပြောပါတယ်။ အယူခံတရားရုံးကနိုဝင်ဘာလ6ရက်နေ့မှာစီရင်ချက်ချမှတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီစီရင်ချက်ကိုနိုဝင်ဘာ10ရက်နေ့မှာချစ်ကြည်ကျန်းနဲ့ရှေ့နေအဖွဲ့အစည်းအတိပေးခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ချစ်ကြည်ကျန်းကိုဘန်ကောက်မြို့ရာမန်အကျဉ်းထောင်မှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်ထိုင်းအစိုးရဌာနတွေအနေနဲ့ချစ်ကြည်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးနိုင်ရေးညှိနှိုင်းဆောင်ရွက်ဖို့ရပ်ပေါင်း90အချိန်ရမှာဖြစ်ကြောင်းလည်းသိရပါတယ် ဖမ်းဆီးခံရအချိန်မှာချစ်ကြည်ချင်းဟာထိုင်းမြန်မာနေဆက်မှာရှိတဲ့ရွှေကုတ်ကိုမြို့တစ်ကဒေါ်လာ15ဘီလီယံတန်ကျေးရှိတဲ့ကာစီနိုဖျော်ဖြေရေးနဲ့ခီးတွားလုပ်ငန်းတို့ပါဝင်တဲ့လောင်ကစားအင်ပါယာကိုဥဆောင်နေခဲ့ပါတယ်။ဒေတာတွင်ငွေလိမ်လုပ်ငန်းတွေလူကုန်ကူးမှုကွန်ရက်တွေနဲ့ဆက်နွယ်မှုတွေကြောင့်ရွှေကုတ်ကိုနဲ့ဆက်ဆက်တဲ့ကုမ္ပဏီ၉ခုနဲ့လူပုဂ္ဂိုလ်တွေကိုအမေရိကန်ဘန်ဒါရဲဌာနကစက်တင်ဘာလတည်းမှာဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ထိုင်းမြန်မာလာအိုနဲ့ကမ္ဘောဒီးယားတို့ကြားမှာရှိတဲ့နေဆက်ဒေသတွေဟာ COVID-19 ကပ်ဘေးရောဂါကာလကစပြီး online ငွေလိမ်လုပ်ငန်းတွေအတွက်အချက်အချာနေရာတွေဖြစ်လာခဲ့ပြီးအဲ့ဒီငွေလိမ်လုပ်ငန်းခြံဝန်းကြီးတွေမှာအတ္တမအလုတ်စေခိုင်းဖို့လူထောင်ပေါင်းများစွာကိုလူကုန်ကူးမှုကနေဒေါ်လာဘီလီယံပေါင်းများစွာရရှိစေခဲ့တယ်လို့လည်းကုလသမဂ္ဂကပြောကြားထားပါတယ်ခင်ဗျာ အခုတော့နိုင်ငံတကာသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးကြပါတယ်။အမေရိကန်သင်းပို့တွေအပေါ်ချမှတ်ထားတဲ့အထူးစိတ်ကန်းခွန်ကိုတရုတ်နိုင်ငံကတနှစ်ဆိုင်းငံ့လိုက်ပါတယ်။ဒီအကြောင်းကိုမောင်ခန့်တွေကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။တရုတ်သမောရီအပေါ်ပြစ်မှတ်ထားချမှတ်ခဲ့တဲ့အခွန်တွေကိုရက်ဆိုင်တာနဲ့တပြိုင်တည်းပဲအမေရိကန်သမောရီအပေါ်ချမှတ်ထားတဲ့အထူးစိတ်ကန်းခွန်တွေကိုလည်းတစ်နှစ်ကြာဆိုင်းငံ့သွားမယ်လို့တရုတ်ကသတင်းလောင်းလေးကပြောပါရယ် တဟမဟာအင်အားကြီးနိုင်ငံနှစ်ခုအကြားဖြစ်ပွားနေတဲ့ရရှိထားတဲ့အထူးမခံကုံတွယ်ရေးပြည်လည်မှုတရက်ဖြစ်ပါတယ်ဘဲကံပြောင်းစုနဲ့တရုတ်နိုင်ငံတို့ဟာမတိမငြိမ်ကုံတွယ်ရေးစစ်နဲ့ကုံတွယ်ခွန်စစ်ပွဲလာပေါင်းများစွာဖြစ်ပွားနေခဲ့ကြတာပါဒါပေမဲ့လွန်ခဲ့တဲ့လကတမရနှစ်ဦးဖြစ်တဲ့ရှီချင်းဖင်နဲ့ဒေါ်နယ်ထရန့်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံခဲ့ပြီးမှာ ဆိုးရွားတဲ့ဒဏ်ခတ်မှုအချို့ကိုရုတ်သိမ်းဖို့တဘောတူညီခဲ့ကြပါတယ်။နှစ်ဖက်အပြန်အလှန်ချမှတ်တဲ့အကောက်ခွန်တွေဟာတစ်ချိန်မှာအလုံးမဖြစ်တဲ့ကနန်း၃လုံးပမာဏအထိမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုအကြာကုန်တွယ်ရေးကိုအဟံတာဖြစ်စေခဲ့ပြီးတော့ကမ္ဘာထောက်ပံ့ရေးခွင့်ဆက်ခါလည်းနှေးကွေးသွားစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာတိဆောက်ပြီးတရုတ်စိတ်ကမ်းမှာစိုက်ကတဲ့တမောရီအပေါ်ချမှတ်ထားတဲ့စိတ်ကမ်းခွန်ဆိုင်ငံ့တာဟာဒီလနေ့မှာ1300တနာရီ Greenson Chain 3953နာရီမှာစတင်ပြီဖြစ်တယ်လို့တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနကကြေညာထုတ်ပြန်ထားပါရခင်ဗျာ ဒုတိယကဘာစစ်အပြီးမှာပဲတမောတီဆောက်ရေးလုပ်ငန်းကိုအမေရိကန်နိုင်ငံကကြီးစိုးထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ကင်စင်တဖြည်းဖြည်းရော့ချသွားပြီးတော့ယခုအခါမှာ တကဘာလုံးတမောတီဆောက်မှုရဲ့တုံညာတရမတိတ်ရာခိုင်နှုန်းသာတိဆောက်နိုင်တော့ပါတယ်။ဒီလုပ်ငန်းဟိုအာရှနိုင်ငံတွေကကြီးစိုးထားပြီးတော့ရေချတဲ့တမောအားလုံးရဲ့ထောက်ဝက်နိဗ္ဗာန်ခံကိုတော့ကျောင်းနိုင်ငံကတည်ဆောက်နေပြီးရဲ့သူ့ရဲ့နောက်မှာတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့တည်ရှိနေရလဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်နိုင်ငံတကာသတင်းတပုတ်ကတော့တပ်ဖွဲ့ဝင်တွေမိုက်ထိဒဏ်ရာရအပြီးထိုင်းနိုင်ငံကကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုဆိုင်းငံ့လိုက်ပါတယ်။ကိုရောင်နေကဆက်ပြီးပြောပြပေးထားပါတယ်ခင်ဗျာ။နေဆန်အနီမှာမြေမြုံပိုင်းကြောင်းထိုင်းစစ်သား2ဦးဒဏ်ရာရပြီးမှာထိုင်းနိုင်ငံကအိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ရရှိထားတဲ့ငြိမ်းချမ်းရေးစာချုပ်အကောင့်ထဲပို့ရာကိုဆိုင်းငံ့လိုက်တယ်လို့တင်းလာနေမှာကြေညာလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြီးကြပ်ချုပ်ဆိုထားတဲ့သဘောတူညီချက်မှာဇူလိုင်လအတွင်းပေါ်ပေါက်ခဲ့တဲ့နေဆက်အပြန်အလှန်ပြစ်ခတ်မှုတွေပြီးရန်လိုမှုတွေကို ထာဝရအဆုံးသတ်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွေကြောင့်အ ਨੇ ဆုံး43ဦးသေဆုံးခဲ့ရပြီးနှစ်ဖက်လုံးကအရသာ3သိန်းကျော်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ကြပါသေးတယ်။ စီစာကပ်ပြည်နယ်မှာပောက်ကွဲခဲ့တဲ့မိုင်းတံကြောင့်စစ်သားတအူးပြင်းထန်တဲ့ခြေထောက်ဒဏ်ရာရရှိခဲ့ပြီးနောက်တအူးဟာလည်းမိုင်းပောက်ကွဲမှုပြင်းအားကြောင့်ရင်ဘတ်နာကျင်တဲ့ဝေဒနာခံစားနေရတယ်လို့တော်ဝင်ထိုင်းကြီးတက်ကကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူ စီဒီပွန်အန်ကာစာကူဂီယက်ကပူးတွဲကြေညာချက် နောက်ဆက်တွဲကိစ္စရများကိုဘန်ကောက်ကရက်စဲလိုက်မယ်လို့ပြောသွားပါတယ် လာတချို့ကြာပြီးနောက်နှစ်ဖက်အပြစ်ရက်ဖို့သဘောတူညီမှုပြီးအော်တိုဘားလနှောင်းပိုင်းကကွာလာလမ်ပူမှာလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကိုရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။သဘောတူညီချက်အကောင့်ထဲပေါ်ရေးအစိပ်ပိုင်းဖြစ် နောက်တစ်ဆင့်လုပ်ဖို့ရည်ရွယ်ထားတဲ့လုပ်ငန်းတွေထဲမှာထိုင်းနိုင်ငံကထိန်းသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား18ဦးလွတ်ပြေးလဲပါဝင်ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချာရာဗီရဂွန်းကလည်းလုံခြုံရေးဆိုင်ရာချင်းချောက်မှုတွေရောပါသွားပြီလို့ကျွန်တော်တို့ထင်ခဲ့ပါဗျ။ ဒါပေမဲ့တကယ်တမ်းရော့ပါမသွားသေးပါဘူးလို့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေနဲ့ဆက်လင်းလို့ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့ချက်ချင်းသဘောထားမှတ်ချက်ပေးလာမရှိသေးပါဘူး။ဒါပေမဲ့အရင်ကလည်းနေဆက်မှာမိုင်းထောင်နေဆိုတဲ့ထိုင်းနိုင်ငံရဲ့ဆွဆွဲချက်တွေကိုညင်းဆိုခဲ့ပူပါတယ် ထိုက်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမြစည်းမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စေ4080ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1632.1ကျပ်ပြင်ပပေါင်စီ3145ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1429.18ကျပ်ပြင်ပပေါင်စီ4955ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.88ကျပ်ပြင်ပပေါင်စီ126.13ကျပ်မလေးရှားတရင်းကိတ်ကိုစစ်ကောင်စီတတ်မှတ်စဉ် 9.81ကျပ်ပြင်ပပေါင်စီ983ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စီ59သိန်း8000ကျပ်ပြင်ပပေါင်စီ86သိန်း9000ကျပ်15ပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စီ56သိန်း 6250ကျပ်ပြင်ပပေါက်ဈေး63000 8000 10, ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါရှင်သန်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73ဒီဇယ်လုံးတွေကတော့ဒီဇယ်1လီတာကို2530ကျပ်ပရီမီယံဒီဇယ်1လီတာကို3045ကျပ်အော်ဒီ92ဒီလီတာကို2630ကျပ်အော်ဒီ95ဒီလီတာကို2685ကျပ် ေါင်းစည်းရှိပါတယ်။ပေါ်ပြပါ73စီစဉ်တော့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစဉ်တော့တွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6430ကျပ်၊ပြင်ပပေါင်းစည်း1000ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါစဉ်တော့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမာပရိုက်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုက်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ